တင်းပြတ်နေကော်ဖီရနိုင်ရဲ့ဆွဲဆောင်မှုစိတ်သက်ပျော်ဝင်သွားစေမယ့်အရာသာနဲ့ Nescafe ကအောင်မြင်မှုကိုတင့်တယ်ယူဆောင်လာတော့ပါပါဇီကာဗိုင်းရပ်စ်သဲဆောင်ထားတဲ့ Aedes ချင်ကြားတွေဟာ ရေကြီးရေသက်မှာပေါက်ဖွားပြီးရေလောင်ထားတဲ့အိုးခွက်တိုင်ကီပန်းအိုးရေတင်ကျန်းနေတဲ့စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ကာတာယာပလတ်စတစ်ခွက်တွေမှာတွေ့ရတာပါတယ် ခြင်ခိုက်ခံရပြီးနှစ်ရက်ကနေခုနှစ်ရက်အတွင်းမှာယောဂါစတင်ဖြစ်ပေါ်လာသလိုကူးစက်ခံရသူ၅ဦးမှာတဦးကယောဂါလက္ခဏာတွေပြသပြီးဖျားတာအရေပြားပေါ်မှာအနီးစက်ထွက်တာမျက်စိနာတာခေါင်းကိုက်တာပြွတ်သားနဲ့အဆင့်မြင့်တွေနာကျင်တာတွေဖြစ်ပေါ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေမှာကူးစက်ခံရရင်အုံနောက်သိငယ်တဲ့ကလေးငယ်တွေမွေးဖွားလာနိုင်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ဇီကာဗိုင်းရပ်စ်ဖြစ်ပေါ်လာရင်ထုံပြန်နိုင်ဖို့အဆင်သင့်ဖြစ်နေပေမဲ့ချင်းနှိမ်နှီးရေလှုပ်ဆောင်ဖို့အတွက် ကျန်းမာရေးဌာနစီပင်တခြားအဖွဲ့အစည်းတွေနဲ့ပြည်သူတရလုံးပါဝင်လှုပ်ဆောင်ဖို့တော့လိုအပ်တယ်လို့ဒေါက်တာမျိုးလွင်ကဆိုပါတယ်။ကုသပြောက်ကင်းဖို့ကာကွယ်ဆေးမရှိသေးတာကြောင့်စေးမီလိုတွေမတုံးပဲနီးစပ်ရာကျန်းမာရေးဆေးရုံဆေးကန်းတွေကိုတွားရောက်စစ်ဆေးကုသမှုခံယူဖို့လိုအပ်တယ်လို့အကြံပေးပါတယ်။အခုချိန်မှာတော့စီကံကိုအန္တရာယ်ရှိတဲ့အချိန်ဖြစ်နေတယ် ယောဂကမမမပြည်တွေကိုရောက်လာပြီလားမရောက်လာပြီရောက်သေးဘူးကြည့်ဖို့လို့ပြည်တွင်းမှာလည်းဒီလိုတန်ပြန်ရှိတယ်ရှိတယ်တကယ်ဟုတ်မဟုတ်စစ်ဆေးဖို့ဒီယောဂလေးအတိအမှန်မှန်နဲ့အမှိုက်ပညာပြည့်ဒီလိုပြန်လာတော့ငနေပတ်သက်ပြီးကျွန်မရဲ့အတိအသေးချရှိနေဒီယောဂမဟုတ်ဘူးဘုရားသာမာပြေဖွဲ့ချနိုင်တယ်နောက်တစ်ခုကတော့တကယ်လို့ယောဂရှိတဲ့လူဖြစ်လာပြီဆိုလို့ရှိရင်ဒီယောဂကိုပို့ထုတ်နိုင်တဲ့ မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာလေဆိပ်နဲ့ရေဆိပ်တွေမှာစစ်ဆင်မှုတွေပြုလုပ်နေသလိုစိတ်ပူစရာမလိုပေမဲ့ကိုမဆောင်အမျိုးသမီးတွေအတွက်အဓိကစိတ်ပူရမယ်လို့ဖမောက်ခရင်ရင်ဆိုကဆိုပါတယ်။ရေလောင်ထားတဲ့နေရာတွေကိုဖုံးသွင်းလဲစစ်စနစ်တွေကိုလှုပ်ဆောင်သွားရင်စိုးရင်စရာမလိုအပ်ပါဘူးလို့ပြောပါတယ်။အရင်လဲစိတ်ပူစရာမလိုဘူးနော်။ ိတ်ပူလာမှာအဲ့ဒီမျိုးသားတွေရဲ့နောက်ခုနပြောတဲ့ကိုယ်ဆောင်မဲ့အရွယ်တွေပဲဟိုဟာအဓိကဘူးနော်ကာကွယ်ရမယ်ဒါနောက်တစ်ခုကခုနရှင်မဖြစ်ဖို့နော်ကျွန်တော်တို့လူမျိုးကဘယ်တော့မှချိန်လည်းမရှိဘူးနော်အိမ်မင်းမှလည်းအဲ့လိုပဲချိန်ခေါ်နိုင်နေရအများကြီးပဲအဲ့တော့တွုံးတုံးမှလုပ်ကြလို့ပဲနောက်ရေးလို့ပဲလေရေးမလာတော့တူလာမှရပေါ့နော်ပုံတုံလဲစစ်ဘူးနော်အဲ့ဒီအတိုင်းပဲလုပ်ပြရမှာမြေနောက်မသွားတဲ့နေနေရာတွေတော့ပျော်ခီးသွားတာတော့ပါလို့ပေါ့နော်ဟိုသေရှင်ရင်မလို့အပ်တဲ့ဟာတွေ ောင်းရတယ်ပါတက်စီးပေးစီဇီကာဗိုင်းရပ်စ်ဟာရောဂါပိုးတည်ဆောင်တဲ့အေဒီစ်ချင်ကြားကိုက်ခံရတာကနေကူးစက်ပြန့်နှံ့ဖြစ်ပွားတဲ့ရောဂါတစ်မျိုးဖြစ်ပြီး1948ခုနှစ်ကယူဂန်ဒါနိုင်ငံမှာရှိတဲ့မြောက်တွေမှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်1952ခုနှစ်မှာယူဂန်ဒါနိုင်ငံနဲ့ဂန်ဇန်းနီးယားနိုင်ငံတွေမှာလူဟုစတင်ကူးစက်ခဲ့တာဖြစ်ပြီး2016စက်တင်ဘာ1ရက်နေ့အထိကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရကမ္ဘာနိုင်ငံပေါင်း82နိုင်ငံမှာဖြစ်ပွားနေပါတယ် လက်ရှိအချိန်မှာအရှိတောင်အာရှနိုင်ငံတချို့နဲ့မြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံတွေမှာလည်းကူးဆက်ပြန့်ပွားနေပါတယ်။